ဒီနေ့ကတော့ငားကောင်းရင်ချက်ချောက်လေးနဲ့မကြီးနှစ်နဲ့ချက်စားတာလေးပေါ့နော်ဟိုအခုကတော့စားနေပါပြီเนาะငားကောင်းရင်ကြိုက်တဲ့သူတွေရှိကြလားရှိတယ်ဆိုရင် comment မှာရေးပေးခဲ့ပါဦးချက်မီလေးကိုလာပြီးတော့မှမျှဝေပေးမယ်နော်ဒီနေ့ကတော့ငါးကောင်းကိုမကြီးနှစ်နဲ့ချက်ထားတာစားကောင်းလားစားကောင်းလားရမ်းမကဲဒါဆိုရင်ငါးကောင်းကိုဆက်ဆက်လေးဘယ်လိုချက်ရလဲဆိုတာတူတူချက်ကြမယ်လားကဲမိပွင့်လိုက်မယ် ီလိုစီတော့စီခဲ့မှာနော်ကဲစီပူလာပြီးဆိုရင်တော့ကျွန်တော်ဟင်းချက်ဖို့ငရုတ်အနှစ်ထည့်မှာပေါ့နော်ဒါကတော့ငရုတ်အနှစ်ငရုတ်အနှစ်ကို15မီလီနှစ်စွန်းသုံးတယ်ဒီငရုတ်အနှစ်ကတော့ကိုယ်တိုင်ထောက်ထားတဲ့ဟာလေးပါနော်သွားငရုတ်ကြီးတို့ငပီတို့အရတာတွေအကုန်လုံးဆက်ပြီးသားပေါ့နော်ပြီးတော့အယောင်နဲ့ရမ်းလိုက်ဒါလေးကိုမှုေးအောင်ကြော်လိုက်မယ်နော်ဒီငရုတ်ဒီလေးမှွေးလာပြီဆိုရင်တော့ကျွန်တော်ငါးကောင်းဆင်အောင်သေးတာတဲ့ဟာလေးကိုထည့်လိုက်မယ်နော် ငါးကောင်းကိုမညှိအောင်ပေါ့နော်ဆလကာရေနဲ့ဈေးနည်းသိချင်တဲ့သူတွေကတော့ comment မှာရေးထားခဲ့ပြန်လာပြီးတော့မှဈေးပြပေးမယ်နော်ဒါလေးကိုခဏအောက်ထားလိုက်မယ်ကျင်းအနှစ်ဆောင်နေရင်လည်းကျွန်တော်ကြက်သွန်ဒီတလုံးပေါ့နော်အုပ်ဖို့အတွက်ပြင်ထားလိုက်နော်ဒါလေးကိုနင်းငယ်ပြီးလိုက်မယ်ကြက်သွန်ဒီကိုကြတော့အုပ်ကြီးသုံးတယ်ပြီးတော့ခက်ကြီးလေးပြီးတယ်နော်ပြီးတော့လို့ရှိရင်ရှားနဲ့နဲ့လေးအုပ်မယ်ပေါ့နော်ဒါလေးကိုလည်းခက်ကြီးလေးပြီးထားလိုက်နော် လောက်ဆိုရပြီကဲဒါလေးကတော့မိနစ်20လောက်ပေါ့เนาะချက်ပြီးသွားလို့စီเนาะဒီလိုမျိုးလေးဖြစ်နေပြီဖြစ်နေပြီဆိုကျွန်တော်အရသာစတင်စမယ်အရသာမစတင်မှာတက်သွင်းနေဘူးဒီလေးတအုပ်ထုတ်ခဲ့မယ်ပြီးတော့လို့စီเนาะချန်ကဟင်းချက်ရင်ဒီကေစီဟင်းခဲရတာပေါ့တော့เนาะကဲဒီကေစီဟင်းခဲရတာမဟုတ်ဘူးချန်တို့နှစ်ခုထည့်မယ်ဒါတော့၅ကောင်း90တားပြီတော့ပေါ့เนาะချက်တာ ဒီလိုဆိုရင်ချန်ကတက်ကုန်ပြည်ဖြစ်မယ်။အင်းချိန်တော့ဆိုတက်ကုန်ပြည်တုံးနေအသားငါဟင်းတွေဆိုပေါ့နော်။သူကဟိုအညင်နဲ့กินတယ်ပြီးတော့ပို့ပြီးတော့စားကောင်းကြည့်တယ်ရတာနော်။ပြီးတော့လို့ဆိုရင်တော့ငန်းငံပြားရေးနေငယ်ဖြစ်နော်။ကဲမကြီးနှစ်လေးနေငယ်ဖြစ်နော်။အကြီးနှစ်ကိုတော့ကျန်သမင်းစားစုံနဲ့တဝက်လောက်ဖတ်ခဲ့တယ်နော်။ပြီးတော့ရင်တော့အားလုံးကိုပို့ပေးလိုက်မယ်။ ငါးပေါင်းအနှံ့လေးကဘူးနေတာမကဲဒီလိုမျိုးဆိုရင်တော့အရေ၆၆လေးဖြစ်လာပြီ ဆိုရင်တော့ရပြီအရသာလည်းကွက်တိဖြစ်ပြီဆိုရင်ရှမ်းနဲ့နယ်လေးအုပ်မယ်အုပ်ပြီးတော့ကျွန်တော်ပြိတ်လိုက်မယ်နော်အကန်လေးတည်းထည့်လိုက်မယ်နော် မကြီးအနှစ်နဲ့ချက်တဲ့ငါးကောင်းလေးရပြီးသွားစားကြမယ်ပေါ့နော်တူတူသွားစားကြမယ်တကယ်လို့မောင်ချင်းလိုပဲလိုက်ပြီးတော့မှချက်စားခြင်းတဲ့သူတွေကတော့ဒီနီလန်းလေးတိုင်းလိုက်ပြီးတော့မှချက်စားကြည့်အရသာမှုန့်နဲ့မီးစမ်းခြင်းတဲ့သူအရသာမှုန့်သုံးစမ်းကြည့်ခြင်းတဲ့သူတွေကတော့တဘူးကိုတသားကိုငါးဘူးကို၄တောင်းနဲ့မက်ဆေ့ချာမှာသွားမှာလို့ကြားသေးတယ်ငါးဘူးယူတဲ့သူကတော့ပို့ပြီးတော့တက်တာသွားတယ်ရှစ်ထောင်ပဲကြတာပေါ့နော်အဲ့တော့ဒီအရသာမှုန့်ကို၃စမ်းကြည့်စီခြင်းနဲ့မကြောက်လဲဆိုရင်၃စမ်းဘူးတဲ့သူတိုင်း ဆက်တလဲလဲမှာကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆန်းကိုတိုင်းသုံးဖို့ထောက်ထားတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဆန်းသုံးကြည့်ချင်တဲ့သူတွေကတော့ message တောင်မှသွားမှာလို့ရတယ်အဲ့တော့ငါးကောင်းတဲ့သူသွားစားကြမယ်